အဲဒီနေ့ကတော့ကျွန်တော်တို့ဒီပြင်မနာထဲမှာပေါ့နော်အိမ်အလုံးလိုက်ပြိုတဲ့မိသားစုဝင်တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့အဓိကရွေးချယ်ပြီးတော့လှူဒါန်းရမယ်အဲမနေ့ကဆိုရင်လည်းကျွန်တော်တို့ကအဲနေပြီးတော့ဂရင်ထောင်ပေါ့အဲ့မှာကျွန်တော်စေဝါနဲ့ငွေသားတွေလှူဒါန်းခဲ့တယ်။ဘာကြောင့်လဲဆိုနေပြီးတော့ဂရင်ထောင်မှာလည်းကျွန်တော်တို့အခုစေဝါတွေကတော်တော်လေးကိုလိုအပ်နေတယ်လို့ကြားရတဲ့အတွက်ကျွန်တော်တို့စေဝါတွေသွားလှူခဲ့တယ်။အဲပြီးရင်ငွေသားလည်းလှူခဲ့တယ်ပြီးတော့မနေ့ကတော့ကျွန်တော်တို့ဝန်ထမ်းဝန်ထမ်းတိုက်ခန်းဘက်တွေပေါ့နော်အယောက်ပေါက်လူသူအယောက်ပေါက်နေတဲ့နေရာ မကားဝင်အားခတ်တဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေမှာကျွန်တော်တို့သွားပြီးတော့ဒီရေအဲပြီးသွားအစားအသောက်တွေဆိုလာတွေဘာလို့လဲဆိုအခုအခြေအနေမှာတို့မီးမရသေးတဲ့နေရာတွေအချို့ရှိသေးတယ်အဲ့အတွက်ကျွန်တော်တို့ကဒီဆိုလာဓာတ်မီးနဲ့မီးလဲထုံးလို့ရမယ်အဲပြီးသွားရင်ဒီဖုန်းအားလဲတွင်းလို့ရမယ်ဟာလေးတွေကိုကျွန်တော်အနေနဲ့မနေ့ကတော့သွားရောက်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ပြင်မနာထဲမှာဆက်ပြီးတော့ပေါ့နော်ခုနကပြောသလိုပဲ ဒီအိမ်ပြိုပြတ်တဲ့ဟာတွေအိမ်တစ်ခုလုံးဆုံးရှုံးသွားတဲ့နေရာမရှိတော့တဲ့သူတွေကိုကျွန်တော်တို့ဆေးဝါးအစားတောက်အပြီးသွားရင်ဒီဖျားဆိုလာဒါတွေကိုသွားလှူမှာပါခင်ဗျာဟုတ်အဲအခုကတော့ကျွန်တော်တို့ကဘယ်နေရာအထက်လှူမလဲဆိုတော့ဒီပြင်မနာထဲမှာပဲရက်ွက်တွေရှိတယ်အဲရက်ွက်တွေကတော်တော်ဆိုးတယ်ဒါပေမဲ့ကားဝင်လို့မရဘူးဆိုတော့ကျွန်တော်တို့ခြေကျင်သွားမယ်အဲအိမ်တွေကိုကျွန်တော်တို့တအိမ်ချင်းစီလိုက်ပြီးတော့လှူဖို့ရည်ရွယ်ထားပါတယ်ခင်ဗျာဟုတ်အဲအလှူတန်းမှာအခက်ခဲဆိုတော့အဓိကကတော့လေအဲ ကျွန်တော်မနေ့ကတွေ့ရတာပေါ့မနေ့ကတွေ့ရတာဆိုရင် မလိုအပ်တဲ့နေရာတွေကိုဟိုမလိုအပ်တဲ့လူတွေကလာပြီးတော့အဲယူနေကြတာကြီးလည်းရှိတယ်အဲ့ဒါလေးတော့ကျွန်တော်တူတဲ့သူတွေအနေနဲ့တေချာလေးစီစစ်ပေးခြင်းနဲ့ပေါ့နော်အချို့တွေကဘာမှဆုံးရှုံးမှုမရှိဘူးဒါပေမဲ့အဲခုနဖုံဖုံတပါပြောပြသလိုပေါ့နော်စိုက်ကယ်နဲ့လာဆောင်နေတယ်လူတဲ့သူတွေလာရတယ်ဝုန်းဝုန်းတန်းစီဝင်ယူတယ်လူတယ်ဒါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတကယ်အမှန်တကယ်လိုအပ်နေတဲ့နေရာတွေအဲဟိုတွားရောက်ပြီးတော့လူတန်းစီခြင်းနဲ့လာနောက်ထပ်လှူမဲ့သူတွေလည်းပေါ့နော်ဘာကြောင့်လဲဆိုတော့အချို့တကယ်အထက်မှာပိတ်မိတဲ့သူတွေကအပြစ်မထွက်နိုင်ဘူး အခုချိန်ဒီကားလမ်းမပေါ့ဘူးတေချာသွားလို့မရသေးတဲ့နေရာတွေအများကြီးရှိသေးတယ်အဲ့ထဲဟိုထက်ထက်ဝင်ဝင်သွားပြီးတော့လူစေချင်ပါတယ်ခင်ဗျဟုတ်အဲလက်ရှိအချိန်မှာသူတို့ကအလိုအဆုံလို့ပြောရင်အချို့တွေကကျွန်တော်တို့မနေရဆိုရင်အဲနေစရာမရှိသေးဘူးပေါ့အဓိကတော့နေဖို့အတွက်သူတို့တိုက်နေလိုအပ်တယ်အဲမနေရဆိုရင်ကျွန်တော်တို့ဒီပညာရေးရဆရာမတယောက်ပေါ့နော်သူဆိုရင်အဲသူ့အသက်က90ကျော်လောက်ရှိပြီသူ့မှာသားလေးတယောက်ရှိတယ်အဖေအိုကြီးကလည်းအသက်80လောက်ရှိတယ်အဲဆရာမဆိုရင်သူက ဟိုပြန်ပြီးနေရာချပြီးတဲ့နေရာသူနေလို့အဆင်မပြေဘူးဖြစ်နေတယ်။အော်သူ့မှာမိသားစု၃ယောက်ဟိုဘက်က၂ယောက်နဲ့အခန်းချင်းလေးနဲ့၅ယောက်သူတို့ပစ္စည်းတွေနဲ့ဆိုဘလို့မှနေလို့မရတဲ့အနေအထားမျိုးဖြစ်နေတာမျိုးတွေလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဟိုပေါ့ယာယီတန့်ကလေးတွေယာယီသူတို့နေလို့ရမယ့် အဲနေရာမျိုးလေးတွေဖန်တီးပေးနိုင်မယ်ပေါ့နော်အဆင်ပြေပြေနဲ့အိတ်လို့ရမယ်ဟာမျိုးလေးတွေဖန်တီးပေးနိုင်ရင်ပိုကောင်းတယ်အဲပြီးသွားရင်အခုဟိုအစားတောက်ကတော့ပုံမှန်လှူနေတဲ့သူတွေရှိတယ်ပြီးသွားရင်ဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးလိုအပ်တာဘာလိုအပ်မလဲဆိုရင်တို့အချောက်အချမ်းလေးတွေပေါ့နော်အဲ့ဒါလေးဆိုရင်တော့တို့ရေရှည်ထားပြီးတော့ရေရှည်အထားခံပြီးစားလို့ရမယ်ဟာလေးတွေတို့အပ်တယ်နောက်တစ်ခုကတော့ငွေပေါ့ငွေကလည်းတို့ဒီမှာစိုင်နေလဲအဲတော်များပြန်ဖွင့်နေပြီဆိုတော့ဟိုငွေလေးလှူမယ်ဆိုရင်တို့ဘာပြောတို့လိုချင်တဲ့လိုအပ်တဲ့ဟာလေးတွေဝယ်လို့ရမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ခင်ဗျဟုတ်အဓိကလှူဖြစ်တဲ့ရည်ရွယ်ချက်ကတော့ အဲကျွန်တော်တို့ဒီမှာပေါ့နော်ဟိုကျွန်တော်မြန်မာလူမျိုးတွေပေါ့နော်တယောက်နဲ့တယောက်ဒုက္ခရောက်တဲ့အချိန်မှာမြန်မာလူမျိုးမှမဟုတ်ပါဘူးကျွန်တော်ဘယ်သူမဆိုပေါ့နော်ဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်တို့တယောက်နဲ့တယောက်ဝိုင်းဝန်းပြီးတော့ကူညီရမယ်ဆောင်ရှောက်ရမယ်ဆိုတဲ့စိတ်ရှိတယ်ပြီးတော့ဒါအခုလိုလိုအပ်နေတဲ့အချိန်မှာလူတွေအများကြီးလိုအပ်နေတဲ့အချိန်မှာအဲကျွန်တော်တို့တရက်တအားပေါ့အများကြီးတော့မဟုတ်ဘူးကျွန်တော်နိုင်တဲ့လောက်လေးအဝင်ရောက်ပြီးတော့အဲကူညီပြတာပါဟုတ် အဲကျွန်တော်တို့ဒီကိုအဓိကနေပြီးတော့ဟိုရောက်တဲ့အချိန်မှာကျွန်တော်တို့ live လှူဖို့အတွက်ကကျွန်တော်တို့ကအဲဘယ်လိုပြောမလဲကျွန်တော်တို့တေးချနေရအတွင်းကြကြရွာတွေဆိုကျွန်တော်တို့မသိဘူးထိွားတဲ့နေရာတွေပေါ့နော်ဆိုတော့ဒီကလူငယ်သွဲလက်ကပေါ့နော်ဟိုဂျီပေါ့ညီမလေးကနေပြီးတော့ဥဆောင်ပြီးတော့သူ့အဖွဲ့သားတွေအားလုံးကဝိုင်းပြီးကျွန်တော်တို့ support လုပ်တယ်ကျွန်တော်တို့ဒီဟိုလာတဲ့အဖွဲ့ကလည်းကျွန်တော်ကနေတယ်ဘာလို့လဲဆိုကျွန်တော်မန်လေးဘက်ခွဲပြီးတော့လုံနေတဲ့အဖွဲ့တွေလည်းရှိတယ်ဆိုတော့ဒီဟိုလာတာကျွန်တော်လူနေတော့ဒီလူငယ်တွဲလက်အဖွဲ့ပေါ့နော်ဂျီကနေပြီးတော့အဓိကသူတို့ like ကူညီတယ်လူအင်အားရော ကျွန်တော်ကားတွေနဲ့ဝိုင်းပြီးတော့ပစ္စည်းတွေလိုက်ပို့ပေးတယ်ပြီးတော့လှူအားမဲ့နေရာတွေကအစသူကိုယ်တိုင်အသေးစိတ်ကျွန်တော်ကိုလိုက်ပြီးရှာပြီးတော့အကိုကြီးဒီနေရာတော့တကယ်လိုအပ်တယ်ဒီမှာတော့ဒါဖြစ်နေတယ်ဆိုတာလေးတွေအသေးစိတ်ပြောပြရတဲ့အတွက်သူတို့ကနေပြီးတော့အဓိကလိုက်ကူညီပေးတဲ့အတွက်သူတို့လည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်တို့ဘဝမှာတခါမှမကြုံဘူးတဲ့ဟာပေါ့နော်ဒါတော်တော်ဆူဆူဝါးပါပေါ့နော်ဒါကျွန်တော်ရန်ရန်ကုန်မှာနေတဲ့သူတယောက်အနေနဲ့ကတော့ဟို အဲကျွန်တော်တို့ရန်ကုန်ကြီးကတိတ်ဆူဆူဝါဝါမဖြစ်တဲ့အတွက်ဘာမှတိတ်မတိမတိတာဘူးလို့ထင်ရပါမယ်ဒါပေမဲ့ကျွန်တော်တို့ဒီအခုတကယ်ငလင်တောင်ဆူဆူဝါဝါခံရတဲ့နေပြည်တော်တို့မန္တလေးတို့စကိုင်းတို့ကတော့တော်တော်စိတ်မကောင်းစရာပါပဲလူတွေလည်းအများကြီးဆုံးရှုံးနေတာနောက်နောက်လည်းကျွန်တော်ဒီလိုသဘာဝဘေးအန္တရာယ်မျိုးထပ်ပြီးတော့မကြုံရပါစေနဲ့လို့လည်းဆုတောင်းနေပါတော့ဘာလို့ဘာလို့လဲဆိုတော့မိသားစုတွေမစုံလင်ကြတော့ဘူးပေါ့နော်တော်တော်ဝမ်းနေစရာကောင်းပါတယ်ဟုတ်အလူရှင်နေများတော့အဖြစ်အားတနေနေရောက်ပြီဆိုရင်နေကန်အသင်းကိုချိတ်ဆက်ပါတယ်။ဘာလို့လဲဆိုတော့ဟိုတကယ် ပိုလိုတဲ့နေရာတွေပါရနေကန်တဲ့ရန်တီးလို့ပေါ့နော်ဆိုတော့ညီမတို့ကအဲ့လိုမျိုးချိတ်ဆက်ပြီးတော့ကူညီပြီးဆောင်ရွက်ပေးရပါအခုကကြတော့ပြင်းမနာတဲ့ရောက်နေတာပြင်းမနာတဲ့မှာဟိုလိုဘုံကြီးចောင်းရယ်မဟုတ်ဟိုចောင်းမှာဆုရဲလို့မဟုတ်ဒီចောင်းမှာဆုရဲလို့မဟုတ်သူတို့တွားသူလမ်းဘေးမှာတနေတနေရစီလိုက်နေနေရဲ့လူတွေပေါ့နော်အဲ့ဟာကိုယာရင်မူးတွေဆိုင်မူးတွေကညီမတို့ဆုပေးပြီးတော့အဲ့သူတို့အိမ်ကိုတအိမ်စင်းတအိမ်တက်အဲ့လိုလေးတွားကျင်တာဖြစ်တဲ့အတွက် ပစ္စည်းစုံအောင်တိတ်တိတ်စီထုတ်တာပေါ့နော်။ဒါဆိုလူရက်တာတွေလည်းများတယ်။ပစ္စည်းတာပုံလိုက်ရင်လာလူမဲ့လူရှိရတကယ်လည်းဒုက္ခမြောက်ပဲနဲ့ထိုင်ဆောင်နေလူရှိရဆိုပြီးတော့ပြောကြလို့ပါဒီလိုမျိုးထပ်ပြီးစီစဉ်တာပါ။အော်လူရှင်များတော့အဖြစ်အဲလူများတော့ပဲတော်တော်လူကျင်ရတယ်ဒီလိုမျိုးညီမတို့ဒီပြင်းနာမှလိုမျိုးတလန်းဝင်တလန်းထွက်မှဘယ်နာမှလူရှိလဲဗျာအဲ့လိုကြလိုက်ပြီးတော့မတော်ဖြစ်ကြအောင်ပေါ့နော်အဲအဲ့လိုမျိုးဟာပိုသွားစေချင်တယ်အဲအားကြောင့်ဘယ်နယ်ပဲဖြစ်ဖြစ်မန်လေးပဲဖြစ်ဖြစ်စကိုင်းပဲဖြစ်ဖြစ်လဲအဲ့လိုနေကန် အတင်းဖြစ်ဖြစ်အဲ့လိုအဖွဲ့အစည်းတစ်ခုခုနဲ့ချိတ်ဆက်ပြီးတော့လူစေကြမှာလေအကုန်လုံးကဲလို့အဲ့နေရအခုချိန်ကြီးကတော့၃ရေလိုအပ်တဲ့နေရာအများကြီးပဲပေါ့နော်ဟိုဟာမီးဆလာပြီဆိုပေမဲ့တချို့ရက်ွက်တွေအဓိကမြို့တဲတွေပါလေအဲ့လိုမျိုးဆလာတာပေါ့နော်ဖေးဖေးချင်းစီတော့ပြန်ရမယ်ဒါမှဒီရက်ပိုင်း၂ရက်၃ရက်၄ရက်လောက်ကတော့တုံးရည်အရန်ခက်ခဲရှိရဲတောက်ရည်ကကြတော့အလူရှင်နေရန်ကုန်ကအလူရှင်ပဲဖြစ်ဖြစ်တခြားမြို့ကအလူရှင်နေပဲဖြစ်ဖြစ်တောက်ရည်တန်းအမြဲပါလာဖြစ်တဲ့အတွက်တုံးရည်အဓိကပြီးတော့ဟိုလူတွေတိတ် ချက်ချင်းမစဉ်းစားမိတဲ့ဟာတွေခုနကပြောလို့အမျိုးမျိုးလားစင်သုံးဟာတွေတို့ဟိုဟို personal hygiene ပစ္စည်းတွေအဲ့လိုသွားတိုက်တန်တို့ဆက်ပြာတို့အဲ့လိုမျိုးဟာရအဝတ်ရှော်ဆက်ပြာအဲ့လိုမျိုးဟာရလည်းလို့တယ်ပေါ့နော်ပုံမှန်ညီမတို့အလှူရှင်နေဆိုရင်ညချက်ချင်းစဉ်းစားရင်စားဖို့ရတောက်ဖို့ရပဲချက်ချင်းစဉ်းစားပြီးတော့အခြားဟာရနည်းနည်းမေ့တတ်တာရှိရပေါ့အဲ့ဟာတွေကိုလည်းနည်းနည်းခေါင်းထဲမှာထားထားလို့ရအောင်ပေါ့နော်အာချင်းနောင်တို့ပါလို့မယ်ဖြားတွေလို့မယ်ခေါင်းဆောင်အကုန်လုံးပစ္စည်းတွေပါဆုံးတယ် ဆိုတော့အဲ့လိုမျိုးဟာရအကုန်လို့ပါတယ်တဲ့ဟိုဟာအိမ်နောက်စုတစ်ခုမှာတိုင်းနောက်မှာဘာတွေပစ္စည်းလုံမလဲပေါ့နော်ကိုဆိုရင်လည်းဘာတွေလုံမလဲအဲ့လိုလေးစဉ်းစားပြီးတော့စုကြပါလို့ပြောချင်ပါတယ်ညီမတို့နေပြီးတော့ဘက်ကိုအရင်အဲ့လိုရှင်အများကြီးမရောက်ပေါ့နော်မန်လေးတို့ဘာလို့ကအရင်အရင်လူတွေသွားကြတယ်နေပြီးတော့ဘက်ကချက်ချင်းလဲ connection တွေမမီတော့ဟိုဘက်က connection ဘာလို့ဆက်မိလဲမသိဒီဘက်ကတည်နေရလဲမထွက်ရတော့လူတွေတိတ်မသိကြအောင်ထင်ပါတယ်နေပြီးတော့လည်းမမေ့ကြပါနဲ့လို့ပြောချင်ပါတယ်ဟိုဟာညီမတို့ပြီးတော့ အာပုံမှန် ပြည်သူမဟုတ်တဲ့ဝန်ထမ်းပေါ့နော်ဟိုဝန်ထမ်းနေလဲဒုက္ခရောက်တယ်။ကုညီနေတဲ့သူတွေလဲဒုက္ခရောက်တယ်ဆိုတော့မမေ့စေချင်ပါဘူး။ညောပရိဒ်အသည်မိသက်တို့ကျမ်းမာရေးဝန်ထမ်းပြီးတော့အဲ့လိုဓာတ်ရိုက်မတက်ဆိုင်ပေမဲ့တဖက်တလန်းကနေကုညီနေတဲ့ဟို EPC ဝန်ထမ်းတွေတို့ဟိုလမ်းတရာဝန်ထမ်းတွေတို့သူတို့လည်းလမ်းကောင်းကိုပြန်လုပ်နေရပဲမြန်မြန်ဆန်းဆန်းအခုမီးရောင်လည်း EPC ကမြန်မြန်ဆန်းလုပ်နေအဲ့လိုစီဗင်တို့တန်ရှင်းရေးပါညာအဲ့လိုမျိုးဟာတွေ ဆိုတစ်ဖက်တစ်လမ်းကနေအကုန်လုံးကူညီနေရပေါ့နော်အဲလူတွေကလည်းဒီရေငလျင်ဘေးတင့်နေပါလာပါပဲအကုန်လုံးအတူဒုက္ခရောက်နေဆိုတော့ဟိုမှတ်ထားကြပါအဲ့လိုကူညီရဲ့လူလည်းပြန်ပြီးအကူညီလိုကြပါလေလို့ပြောချင်ပါတယ်ပစ္စည်းတွေအောက်ကိုချဖို့တော့မှအခုခေတ်ဈေးနဲ့ကဈေးတွေကအလုတ်သမားဈေးနဲ့တင်အဲ့အပေါ်ကနေအောက်ကိုချတာနဲ့တိမ့်ချီပုံလားပစ္စည်းများရင်တသိန်းပစ္စည်းများရင်တသိန်းခွဲအဲ့လိုမျိုးအဲ့ဒါကားငားကမပါသေးဘူး ဟိုကပဲပါသေးတာအပေါ်ကနေပစ္စည်းအောက်ကိုချတာပဲပါသေးတယ်ကျမမှကြတော့ဘလို့မှအဲ့အဲ့လောက်သေးကြီးဘလို့မှဟိုမှာဖြစ်တော့အဲ့နဲ့ကျမသမီးရအေယာပတိတိုင်းမှာရှိတယ်လေကျမသမီးကိုလမ်းပြောလမ်းပြောပြီးတော့ကျမသမက်ကိုခေါ်ခေါ်ပြီးတော့ကိုကနဲ့ကိုအဲ့သမက်ရောက်လာပြီးတော့သူဟာသူတယောက်တည်းပဲဆန်းချအရင်ကလည်းဈေးရတော့ကြီးပါတယ်ဒါပေမဲ့အခုရက်ပိုင်းရက်မှာပို့ပြီးတော့ဈေးကြီးတယ်ဆိုအခုရက်တည်းမဟုတ်ဘူးဟိုစစ်ရှောင်းနေလာတဲ့ကစစ်ရှောင်းနေလာတဲ့အိမ်ငါးကတည်းကတအားကိုဈေးရတက်မြောက်သွားတယ်အလွာတောင်းမှသုံးလေးခွဲလို့ကြားတာရှင့် အခုလောလောဆယ်ကတော့ဟိုရှင်းပြောရင်တော့ဟိုချက်စားစရာဟိုဆန်နေစီတွေကရှင်းလားလူတဲ့လူတွေသွားတဲ့သူလူပါလားရှိနေပြီးပြောရမှာပဲဒီ၄90ရက်စားပြီတလားစားလောက်အဲ့လိုမျိုးတော့တချို့တွေဆိုရင်တအားရတဲ့လူကြတလားစားလောက်ကိုရှိသွားပြီဟိုလူလဲတဲ့လူဆိုတာတလားစားလောက်ရောက်သွားပြီလောက်သွားပြီဟိုကျမတို့လိုကြတော့လဲ15ရက်စားလောက်တော့ရှိတာပေါ့နော်ဒါပေမဲ့ချက်စားစရာအိုးတွေကိုမရှိသေးတာ အခုမီးသွေးနဲ့ကြတော့ဓာန်ဝိုးတွေနဲ့ကိုချက်လို့ရသေးတယ်ဓာန်ဝိုးတွေကတော့ကောင်းသေးတယ်ပေါ့နော်ပိမ့်ပိမ့်လိမ့်လိမ့်လေးနဲ့အဲ့လိုပဲချက်တာပေါ့အခုမီးပြန်ရလို့မီးနဲ့ချက်မယ်ဆိုရင်အဲ့ဒီဟာတွေကအကုန်အစာနဲ့ပြန်ဝယ်ရမှာဒီစားဖို့တောက်ဖို့ကြခောက်ချဲစားဖို့ရေသန့်နေရောနောက်ကပါလိမ့်မယ်အော်ဖျားနော်ဖျားဟောပါလဲကျဲမရေးဖျားကျဲမရေးဖျားရေးပြီးမီးသီးတွေမီးသီးတွေပြီးရပါဓာန်ကြီးလိမ့်စေးပြီးခောက်ဆွဲတို့ငှချောက်ကြောအဲ့အဲ့လိုမျိုးတွေလည်း လူပါတယ်ပြီးရင်ကျမတို့အဖေကအသက်80ကျော်ဖြစ်တဲ့အတွက်ဆိုပြီးနေစရာခက်ခဲမှဆိုလို့ပေါ့နော်သူများနဲ့အတူတူနေခက်ခဲမှဆိုလို့ဆိုပြီးကျမကိုအိမ်လေးငားပေးမယ်6လစာချုပ်နဲ့ချုပ်ပြီးတော့လှုပ်ပေးမယ်ပြီးတော့ကျမလူတဲ့အတွက်အဲ့တထင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်နော်အခုစဖြစ်တဲ့အနေပြီးတော့လူကြလူတွားကြတဲ့အလူရှင်နဲ့အားလုံးနာမည်လားမသိပြီမဲ့အစအဆုံးလူသွားကြတဲ့လူအလူရှင်နဲ့အားလုံးကိုလည်းကျမတို့ကျေးဇူးတင်ပါတယ် အခုလိုမျိုးကျမကိုနင်းစရာလေးလုတ်ပေးတဲ့တထေးကိုအများကြီးကျေးဇူးတင်ပါတယ်လို့အခုဆိုရင်ဘာပဲဖြစ်ဖြစ်အခုလိုနင်းစရာအဖေဦးရဒီလမ်းလက်ဖောင်းမိမနေရတာရှင်ညာတိတိအမိုးမပါပါမပါနဲ့နေရတာအခုလိုမျိုးအိမ်လေးနဲ့နေရမယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်အများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ရောက်ွက်တစ်ချောင်းရောက်ွက်ရှိတယ်။ရောရောက်ွက်တာလေ။ကြည့်ရတော့လာတယ်ဗျအများကြီးလာတယ်လာတယ်တော်တော်လာတယ်ဟုတ်ကဲ့လာတယ် ။ဒါတော့လာတယ်ဒါပေမဲ့ဒီကဘုံတောင်းနေပြီးပြန်ပြီတော့ပေါ့။အခုဒီဒီတိုင်းကိုလာနေတာကျွန်တော်တော့အဲ့ဒါကျွန်တော်ရန်ကြီးအဲ့ဒါအမားတို့လည်းဒီမှာလုံးလာနေကြပါကျွန်တော်ရှိတယ်။ခုလာအမားတို့လာနေတော့ရောက်ွက်လေးလေးပြောချင်တဲ့သားဦးစိတ်ညစ်ရလေးလေးသားရမှုလေးရောက်ွက်ချင်လို့ရတယ်။အားပေးမှုလို့ရှိတယ်ရောက်ွက်ဒီလိုလုံးနဲ့ပြောချင်ပါလေ။ကျင်းနေပါလေအားလုံး။ဒါအခက်အခဲဖြစ်နေချင်းမှာဒီလိုလေးပံပိုးပြီးရဲ့အတွက်ကန္နန်ရောကအမားတို့ကပံပိုးပြီးရဲ့ပြည်သူအများကြီးကျင်ပါလေဒီလူရှင်ပွဲကိုခြေရင်းတွေပြတ်သွားတယ် 不是，后来就都土建了，改就改改到起啥了？给给俺都搞到平了。起的边就那外啊啥的，他不够遮场，你咋没做过？看来你那外面就是那，但是有七张都装不下的，一百一的外面，还能有不样？